မလုံးမဲ့မင်္ဂလာပါဆရာမတော့စနစ်သိ grade 11ပထဝီဝင်ကိုတင်ကြားမဲ့ဆရာမဖြစ်ပါတယ်ဆရာမဒီနေ့တင်ကြားမှာတော့အခန်းနှစ်အာဆီယံရဝန်းဤအခြေခံအဆောက်အုံနှင့်စီးပွားကုန်ထုတ်လုပ်ငန်းများခေါင်းစဉ်အောက်ကနေပြီးတော့ခေါင်းငယ်ခေါင်းစဉ်အသေးဖြစ်တဲ့နှစ်သမားနှစ်အာဆီယံရဝန်းဤစီးပွားကုန်ထုတ်လုပ်ငန်းများအဲ့ဒီအကြောင်းကိုတင်ကြားမှာဖြစ်တဲ့သူ့ရဲ့ခေါင်းစဉ်ခွဲလေးတွေကတော့ပထမဆင့်ကုန်ထုတ်လုပ်ငန်းများ ဒုတိယစင်ကုံထုတ်လုပ်ငန်းများတတိယစင်ကုံထုတ်လုပ်ငန်းနေပဲဖြစ်တယ်ဆရာမတို့ဒီတင်ငန်းစာကိုတင်ကြားတဲ့ရွယ်ချက်ကတော့အာဆီယံရန်ဝန်ရဲ့စီးပွားကုံထုတ်လုပ်ငန်းတွေဟာတဲ့လုပ်ငန်းအမျိုးအစားအလိုက်ဒေတာရင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတယ်ဆိုတဲ့အကြောင်းကိုလေ့လာဆန်းစစ်တတ်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ပထမဦးဆုံးပထမဆင့်ကုန်ထုတ်လုပ်ငန်းတွေကိုလေ့လာကြမယ်။ပထမဆင့်ကုန်ထုတ်လုပ်ငန်းတွေဆိုတာသဘာဝအရင်းမြစ်တွေကိုအခြေခံပြီးတော့ပုံသဏ္ဍာန်မပြတ်ယွန်းစေဘဲနဲ့ထုတ်လုပ်တဲ့နော်စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးနဲ့ရေးလုပ်ငန်းတတူတူဖို့ရေလုပ်ငန်းနဲ့တည်တော်တဲ့ပစ္စည်းလုပ်ငန်းတွေပဲဖြစ်တယ်။ဥမာဆိုတာတော့ တစ်ထုတ်လုပ်ငန်းမှာဆိုလို့ရှိရင်တစ်အလုံးလိုက်ထုတ်လုပ်တာပထမဆင့်ကုန်ထုတ်လုပ်ငန်းလို့ခေါ်ဆိုနိုင်တယ်။ဒါကြောင့်မလို့ကွန်ပစ္စည်းအများစုဟာတဲ့ကုန်ချမ်းအဆင့်မှာပဲရှိတယ်လို့မှတ်ယူနိုင်ပါတယ်တဲ့။ပထမအုံဆုံးကာကြီးအနေနဲ့စိုက်ပျိုးရေးလုပ်ငန်းကိုလေ့လာကြည့်မယ်ဆိုရင်စိုက်ပျိုးရေးလုပ်ငန်းကဆိုလို့ရှိရင်တဲ့အစားအစာဖြစ်ပံ့ပိုးပေးနိုင်ခြင်းအပြင်တဲ့အခြားကုန်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာလဲကုန်ရမ်းအဖြစ်အထောက်အကူပေးနိုင်တဲ့လုပ်ငန်းဖြစ်တယ်တဲ့ ဥမာဆိုပါတော့เนาะစပားစိုက်တာတို့ဝါစိုက်တာတို့ဒါကြောင့်မလို့စိုက်ပျိုးရေးဟာတဲ့ပထမစိတ်ကုန်ထုတ်လုပ်ငန်းအမျိုးအစားဖြစ်တယ်စိုက်ပျိုးရေးရဆိုလို့ရှိရင်တဲ့အာဆီယံဖွဲ့ဝင်နိုင်ငံအများစုရဲ့အခြေခံစီးပွားကုန်ထုတ်လုပ်ငန်းဖြစ်တယ်အာဆီယံဒေသဟာတဲ့ကမ္ဘာပေါ်မှာစိုက်ပျိုးထုတ်လုပ်မှုအကောင်းဆုံးဒေသတစ်ခုဖြစ်ပြီးတော့2018ခုနှစ်မှာစုစုပေါင်းစိုက်ပျိုးမြေဟက်တာ138တန်းကျော်ရှိတယ် စိုက်ပျိုးရေးအမျိုးအစားအမျိုးမျိုးလောက်ကင်ကြပြီးတော့တဲ့အများဆုံးစိုက်ပျိုးတဲ့အမျိုးအစားကတော့လက်စိုက်ပျိုးရေးပဲဖြစ်ပါတယ်ဒါအပြင်တဲ့စီးပွားဖြစ်ခြံကျဲစိုက်ပျိုးရေးအဆင့်မြင့်နည်းပညာ၃လေယာစိုက်ပျိုးရေးနဲ့ organic စိုက်ပျိုးရေးအဲ့ဒါတွေကိုလည်းလောက်ကင်ကြပါတယ်တဲ့အာဆီယံရောင်းဟာတဲ့ကမ္ဘာပေါ်မှာစပါးအဓိကစိုက်ပျိုးတဲ့ဒေသဖြစ်ပြီးတော့အင်ဒိုနီးရှားထိုင်း မြန်မာနဲ့ဗီယက်နမ်နိုင်ငံတွေမှာအဓိကစိုက်ပျိုးပါတယ်တဲ့အင်ဒိုနီးရှားနိုင်ငံနဲ့မလေးရှားနိုင်ငံတွေမှာစီယုံးကိုအများဆုံးစိုက်ပျိုးကြတယ်ဗီယက်နမ်နိုင်ငံမှာတော့ကော်ဖီကိုအများဆုံးစိုက်ပျိုးပြီးတော့အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာအုံးကိုအများဆုံးစိုက်ပျိုးကြပါတယ်တဲ့အာဆီယံရဝဲအကြီးဆုံး organic အုံးစိုက် area ဟာတဲ့ဖိလစ်ပိုင်နိုင်ငံမှာရှိတယ် ထိုင်းနိုင်ငံမှာဆိုရင်ဟင်းဒီရွက်နဲ့တစ်ခွက်နေကိုခြံကျစနစ်တွေနဲ့စီးပွားဖြစ်စိုက်ပျိုးကြတယ်။စင်ကာပူနိုင်ငံမှာဆိုရင်အဆင့်မြင့်နည်းပညာတွေကိုသုံးပြီးတော့လေယာစိုက်ပျိုးရေးတွေကိုလုပ်ကိုင်ကြတယ်။အာဆီယံရဝဲအဓိကစိုက်ပျိုးသီးနှံတွေရတော့တဲ့။စပားနဲ့အခြားနှံစားသီးနှံတွေစီအုံး၊ရော်ဘာ၊ကော်ဖီ၊လက်ဖက်အုံးကြံတဲ့ပလောပီနံတို့ဖြစ်ပါတယ်အခြားသီးနှံတွေကတော့ပြောင်းကိုကို မြေပဲနှမ်းပဲမျိုးမျိုးဝါဂုံလျှော်ဆေးရကြီးဟင်းခတ်အမွေးကြိုင်ပန်းတစ်သီးနဲ့ဟင်းသီးရွက်တွေပဲဖြစ်ပါတယ်အာဆီယံနိုင်ငံတွေဟာစက်မှုနိုင်ငံတွေအဖြစ်အသွင်ကူးပြောင်းရေးကိုကြိုးပမ်းဆောင်ရွက်လာကြတော့လေတဲ့ဒေတာရင်းနိုင်ငံတွေရဲ့စီးပွားရေးမှာဆိုရင်တဲ့စိုက်ပျိုးရေးဟာအရေးပါဆဲပဲဖြစ်ပါတယ်တဲ့ အခုဆီယမရဒီဇယားလေးမှာဆိုရင်အာဆီယံနိုင်ငံတွေရဲ့တီးနှံထုတ်လုပ်မှုเนาะ2018ခုနှစ်ကเนาะအဲ့ဒါကိုဒီမှာ metric တန်ချိန်နဲ့ဖော်ပြထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကဒီဘက်မှာနိုင်ငံတွေကိုဖော်ပြထားပြီးတော့အဲ့ဒီနိုင်ငံတွေရဲ့တီးနှံထုတ်လုပ်မှုတွေเนาะဒီမှာစပါးထုတ်လုပ်မှု rubber ထုတ်လုပ်မှု cion on coffee နဲ့ကြံထုတ်လုပ်မှုတွေကိုဖော်ပြထားပါတယ်နိုင်ငံအလိုက်သူကဒီသူတို့နိုင်ငံမှာထုတ်တဲ့ မျိုးအစားတွေရဲ့တန်ချိန်တွေကိုဖော်ပြထားတာဖြစ်ပါတယ်။အခုရှင်မတော့မွေးမြူရေးနဲ့ရေလုပ်ငန်းအကြောင်းလေ့လာမယ်။မွေးမြူရေးလုပ်ငန်းကိုကြည့်မယ်ဆိုရင်တဲ့။တရိษံတွေကိုတော့ခိုင်းစေဖို့အတွက်ရယ်။အသားနို့လိုမျိုးအစားအစာတွေအတွက်ရယ်။တရေအမွေအဲ့လိုစက်မှုကုန်ရမ်းတွေအတွက်သူတို့ကမွေးမြူကြတယ်တဲ့။အာဆီယံရေဝဲမှာဆိုရင်အဓိကမွေးမြူတဲ့တရိษံတွေကတော့ နွားကျွဲစိတ်တိုးဝက်ကြက်ပဲစသည်လိုပဲဖြစ်ပါတယ်တဲ့တချို့အမြင့်မိုင်းဒေသတွေမှာဆိုရင်တဲ့လာမြင်းနဲ့မီးတွေကိုလည်းမွေးမြူကြပါတယ်တဲ့ရေလုံငန်းရေလုံငန်းမှာဆိုရင်တော့တဲ့ငါအမျိုးအစားတွေကကပဲနဲ့ပဇွန်ကနန်းပင်လေခုံးကောင်ရောက်သွားစတဲ့ခြေသရွာတွေလည်းပါဝင်နေတဲ့အဲ့ဒီသရွာတွေလည်းအခု ဝင်းမြူချရတယ်ပေါ့နော်အာဆီယံရုံဝန်းမှာတဲ့ရေလုံကစိုက်ပျိုးရေးပြီးလို့ရှိရင်ဒုတိယအရေးပါဆုံးလုပ်ငန်းဖြစ်တယ်ငါးဖက်လုပ်ငန်းကိုရေချိုငါးဖက်လုပ်ငန်းနဲ့ရေငါငါးဖက်လုပ်ငန်းဆိုပြီးတော့နှစ်မျိုးခွဲထားတယ်ရေချိုငါးဖက်လုပ်ငန်းမှာဆိုရင်တဲ့မြစ်ချောင်းအင်းရိုင်နေရနေပြီးတော့ငါးဖက်ချင်းနဲ့ငါးမွေးမြူရေးကန်နေရနေငါးဖက်ချင်းတို့ပါဝင်ပါတယ်တဲ့ရေချိုငါးဖက်လုပ်ငန်းကိုအာဆီယံရောင်ဝမ်းတွင်းမှာရှိတဲ့နိုင်ငံတွေမှာရှိတဲ့မြို့ဝကျွန်းမော်ဒေသတွေ မြဝမ်းနယ်မှာရှိတဲ့မြချောင်းအင်းရိုင်နယ်မှာအများဆုံးလုကင်ကြပါတယ်တဲ့အာဆီယံရဝမ်းနိုင်ငံ900ဆိုလို့ရှိရင်ငားပစုံမွေးမြူရေးလုပ်ငန်းကိုစီးပွားဖြစ်တိုးချက်ဆောင်ရွက်နေကြပြီးတော့ကုန်းတွင်ပိုင်ငားမွေးမြူရေးလုပ်ငန်းဟာလည်းလှည့်မြန်စွာတိုးတက်လာခဲ့တယ်တဲ့အဲ့ဒီလုပ်ငန်းဟာတဲ့အာဆီယံရဝမ်းနိုင်ငံအများစုမှာကျေးလက်နေလူတွေရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တယ်တဲ့ ရေငန်ငါးဖတ်လုပ်ငန်းမှာတော့တဲ့ကန်ဒီငါးဖတ်လုပ်ငန်းနဲ့ကန်ဝေငါးဖတ်လုပ်ငန်းဆိုပြီးတော့နှစ်မျိုးရှိတယ်။အာဆီယံရန်ဝန်းနိုင်ငံတွေမှာကီလိုမီတာ2တန်းလောက်ရှည်လျားတဲ့ကန်ယိုရန်ကိုပိုင်ဆိုင်ထားကြပြီးတော့ငါးတန်ရန်ဇာတာရင်းမြစ်ကျွဲဝါတဲ့အတကြောင်မလို့တဲ့။ကန်ဒီကန်ဝေငါးဖတ်လုပ်ငန်းတွေကိုစီးပွားဖြစ်လုပ်ကင်ကြတယ်။ကန်ဒီငါးဖတ်လုပ်ငန်းကိုတော့ကန်ယိုရန်ဒေသတွေနဲ့ကန်ဥရေတိမ်ပိုင်းဒေသတွေမှာငါးဖတ်ကွက်တွေပေါ်ပြီးတော့လုပ်ကင်ကြတယ်။ ကံဝေးငါးဖတ်လုံငန်းတော့ပင်လယ်နယ်ပိုင်းမှာခင်မီငါးဖတ်သိမ်းမောကြီးတွေနဲ့လုပ်ကင်ကြရတယ်တဲ့။အာဆီယံယဝါဆိုရင်တဲ့ကမ္ဘာငါးထုတ်လုပ်မှုရဲ့၄ပုံတပုံလောက်ထွက်ရှိပြီးတော့အင်ဒိုနီးရှားဗီယက်နမ်မြန်မာနဲ့ဖိလစ်ပိုင်နိုင်ငံတွေဟာကမ္ဘာငါးအများဆုံးထုတ်လုပ်တဲ့၁၀နိုင်ငံမှာပါဝင်နေ။အာဆီယံယဝါမှာချီးရဲ့အဓိကငါးဖတ်ဒေသကြီးတွေဟာတောင်တရုတ်ပင်လယ်အိန္ဒိယသမုဒ္ဒရာကမ်ရိုရန်နဲ့ကမ်းလွန်ဒေသတွေ ထိုင်းပင်လယ်ခွေ့မြန်မာမလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာရှိတဲ့ကမ်းဥယျာဉ်တိမ်ပိုင်းဒေသတွေဖြစ်ပါတယ်တဲ့အခုဆီမားတို့တတ်တူတူဖို့ချင်းလုပ်ငန်းအာဆီယံရဝမ်းမှာတတ်တူတွင်းထွက်တွေနဲ့ရုပ်ကျွင်းလောင်စာဆိုပြီးတော့အရေးပါတဲ့တွင်းထွက်အရင်းအမြစ်တွေကိုပိုင်ဆိုင်ထားတဲ့ဒေသဖြစ်တယ်အာဆီယံရောမှာတွေ့ရတဲ့တတုတွင်းထွက်တွေကတော့ခဲမဖြူ၊တန်ရိုင်း၊မက်ဂနီ၊ဂျေးနီစတဲ့တတုတွေပဲဖြစ်တယ်။ ်ခဲမဖြူကတော့အထင်ရှားဆုံးဖြစ်ပြီးတော့အာဆီယံရောင်းဝါဟာကမ္ဘာမှာခဲမဖြူအဓိကထုတ်လုပ်တဲ့ဒေသတစ်ခုဖြစ်တယ်။ခဲမဖြူကို မလေးရှားထိုင်းနဲ့မြန်မာနိုင်ငံတွေမှာအများဆုံးတွေ့ရတယ်။တန်ရိုင်းကိုတော့တဲ့ဖိလစ်ပိုင် ထိုင်းနဲ့မလေးကျွန်းဆက်တွေမှာတွေ့ရတယ်။မက်ဂနီကိုတော့ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာတွေ့ရပြီးတော့ကျင်းနီကိုတော့မြန်မာထိုင်းနဲ့လာအိုနိုင်ငံတွေမှာတွေ့ဖို့ရရှိပါတယ်။အဲ့ဒီလိုသက်တူတွင်းထွက်တွေအပြင်တဲ့ ရုပ်ကျွင်းလောင်စာတွင်းထက်တွေဖြစ်တဲ့ရေနံတဘာဝဓာတ်ငွေနဲ့ကြောင်မီးသွေးတွေကိုလည်းကျယ်ပြန့်စွာတွေ့ရှိရပါတယ်။ကြောင်မီးသွေးကိုအင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံနေရနေပြီးတော့ထုတ်ယူရရှိတယ်။အင်ဒိုနီးရှားနိုင်ငံဆိုလို့ရှိရင်အာဆီယံရံဝဲကြောင်မီးသွေးအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာရှိတဲ့ပြင်စမမြောက်အများဆုံးထုတ်လုပ်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်တဲ့။ ရေနံနဲ့သဘာဝတန်းဝေတိုက်တွေကိုအင်ဒိုနီးရှား၊ထိုင်း၊မလေးရှားနဲ့ဘော်နီယိုကျွန်း၊ကန်ယိုရန်တခြားမှာကျယ်ပြန့်စွာတွေ့ရတယ်။ဘရူနိုင်းနိုင်ငံဟာသေးငယ်ပေမဲ့လို့လေတဲ့ရေနံနဲ့သဘာဝတန်းဝေကျွဲဝါတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်တဲ့။စန္ဒာကန်ဦးရေတိန်ဒေသ၊ထိုင်းပင်လယ်ကွေ၊ဂျာဘားပင်လယ်နဲ့တောင်တရုတ်ပင်လယ်ကမ်းလွန်ဒေသတွေဟာအာဆီယံရေဝဲရေနံနဲ့သဘာဝတန်းဝေအများဆုံးထွက်ရှိတဲ့ဒေသတွေဖြစ်တယ်တဲ့။ တစ်တော်ထွက်ပစ္စည်းအာဆီယံရဝမ်းဟာတဲ့ကမ္ဘာအပူပိုင်းတစ်တော်တွေရဲ့15ရာခိုင်နှုန်းနီးပါးလောက်ရှိတယ်။အဲ့ဒီတစ်တော်တွေမှာအဓိကအားဖြင့်ဆိုလို့ရှိရင်အပူပိုင်းမုတ်တစ်တော်တွေမုတ်တုံတစ်တော်တွေနဲ့ခြောက်တစ်တော်တွေပါဝင်တယ်။အပူပိုင်းမုတ်တစ်တော်တွေကိုအင်ဒိုနီးရှားမလေးရှားနိုင်ငံတွေမှာတွေ့ရတယ်။မုတ်တုံတစ်တော်တွေကိုတော့မြန်မာထိုင်းလာအိုကမ္ဘောဒီးယားဗီယက်နမ်နဲ့ဂျာဘာကျွန်းအရှေ့ပိုင်းတွေမှာတွေ့ရတယ် အဖိုးတန်တစ်တွေဖြစ်တဲ့ကျွန်းပင်ကရိုအင်းအင်ချင်းတိရပထောက်မဟော်ဂနီရင်းတိုက်စတဲ့တစ်မာတွေအပြင်တဲ့အခြားတစ်တော့တဲ့ပစ္စည်းတွေဖြစ်တဲ့အခွန်မာသီးတွေဝါးကြိမ်ထင်းမီးသွေးနဲ့တရေနဲ့ပစ္စည်းတွေကိုလည်းရရှိပါတယ်တဲ့တစ်တော့တွေကနေပြီးတော့အကောင်းဆုံးကျွန်းတစ်တွေကိုတော့မြန်မာထိုင်းလာအိုကမ်ဘောဒီးယားဗီယက်နမ်နဲ့အင်ဒိုနီးရှားနိုင်ငံဂျာဘာကျွန်းတွေကနေ ရရှိပါတယ်တဲ့။ချုပ်သွေရောတွေရောမြန်မာနိုင်ငံအလဲပိုင်းဒေသတွေထိုင်းနိုင်ငံအလဲပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာတွေ့ရှိရပြီးတော့အဓိကပေါက်တဲ့အပင်တွေကတော့ရှားထနောင်းတန်းတဟတ်အစရှိတဲ့စူးပါတဲ့အပင်တွေဖြစ်တယ်တဲ့။အာဆီယံရဝန်းမှာရှိတဲ့အပူပိုင်းတတော်တွေဟာ စီးပွားရေးအရာတန်ဖိုးများစွာ ရှိပြီးတော့ဝင်ငွေရရှိမှုသာမကပဲနဲ့အလောက်ကန်ရရှိမှုနဲ့ကုန်သွယ်ရေးတိုးတက်ကောင်းမွန်စေဖို့အတွက်လည်းထောက်ပံ့ပေးပါတယ်တဲ့ အခုဆီယမ်မတို့ဒီမှာဖော်ပြထားတဲ့မြေပုံလေးပေါ့နော်အဲ့ဒါကဆီယမ်မတို့ရဲ့ဒီအာဆီယံနိုင်ရဝမ်းဒေသရဲ့စိုက်ပျိုးရေးနော်တစ်ထုတ်လုံမှုတွင်းထွက်ပစ္စည်းထုတ်လုံမှုအဲ့ဒါတွေကိုဖော်ပြထားတဲ့မြေပုံလေးပဲဖြစ်တယ်ဒီမှာဆီယမ်မတို့ကစိုက်ပျိုးမြေတွေရှိတဲ့ဟာတွေကိုဒီမှာအဝါရောင်နဲ့ဖော်ပြထားတယ်ပေါ့နော်ပြီးတဲ့အခါကျတစ်တော်မြေတွေတော့အစိမ်းရောင်အခြားမြေအုံချမှုရှိတဲ့နေရာတွေတော့အနဲ့ရောင်နဲ့ဖော်ပြထားပြီးတော့ကြောင်မီးသွေးတူးတဲ့နေရာတွေကိုတော့အနဲ့ရောင်အလုံးလေးနဲ့ဖော်ပြထားမယ် အနီရောင်အလုံးလေးတွေကတော့ကျင်းဒီတူးဖော်တဲ့နေရာတွေကိုဖော်ပြထားတာဖြစ်ပြီးတော့ဒီလိမ္မောအောင်အတုံးလေးကတော့ရွှေထွက်တဲ့ဒေသတွေကိုဖော်ပြထားတာဖြစ်တယ်။ဒီလိုပဲတန်ရိုင်းကိုတော့အဝါရောင်၄00တုံးလေးနဲ့သူဒီမှာဖော်ပြထားတယ်။ပြီးတော့ငွေခွဲတုတ်ကိုတော့အပြာရောင်ပြင်စကန်တုံးလေးနဲ့ဖော်ပြထားတယ်။နောက်ခဲမဖြူနဲ့အဖြိုက်နဲ့ကိုတော့အနီရောင်ပြင်စကန်တုံးလေးတွေနဲ့ဖော်ပြထားတယ်။ပြီးတော့ရေနံကိုတော့အကျဲအစိမ်းရောင်တဘာဝတန်းငွေကိုတော့ကျဲအနီရောင် ငါးဖက် area ကိုတော့ဒီမှာအလန်တိုင်းလေးပါတဲ့အတုံးလေးနဲ့ပေါ်ပြထားတာဖြစ်ပါတယ်။မြေပုံလေးကသေးပေမဲ့လို့လေမြေပုံလေးကိုသေးသေးချာချာကြည့်ပြီးတော့နိုင်ငံအနေနဲ့တွဲပြီးတော့လေ့လာကြည့်ပါ။အခုဆီမတို့ဒုတိယဆင့်ကုန်ထုတ်လုပ်ငန်းတွေကိုလေ့လာချမယ်။ဒုတိယဆင့်ကုန်ထုတ်လုပ်ငန်းဆိုတာကတော့ကုန်ချမ်းကနေပြီးတော့ဒပိုင်းတစကုန်ကြောအဖြစ်ကိုနော်ဒါမှမဟုတ်ရင်အပြည့်အဝကုန်ကြောအဖြစ်နော် စက္ကရိယာများနဲ့ပြုရင်ပြောင်းလဲလုပ်ကင်တဲ့စက်မှုလုပ်ငန်းတွေကိုဒုတိယဆင့်ကုန်ထုတ်လုပ်ငန်းတွေလို့ခေါ်တာဖြစ်တယ်။အဲ့ဒီလုပ်ငန်းတွေမှာဆိုလို့ရှိရင်တည်နှံကြိတ်ခွဲတာတွေစားတောက်ကုန်အထည်လိတ်စတဲ့လုပ်ငန်းတွေကနေစပြီးတော့ဓာတုပစ္စည်းလုပ်ငန်း၊လျှက်စင့်တဲ့ electronic ကိရိယာလုပ်ငန်း၊တန်တဲ့တန်မဏိလုပ်ငန်း၊ဆက်တဲ့ဆက်ပစ္စည်းကိရိယာလုပ်ငန်း၊ယင်တဲ့ယင်ပစ္စည်းကိရိယာလုပ်ငန်းအဲ့ဒီလုပ်ငန်းတွေအထိလုပ်ငန်းအမျိုးမျိုးပါဝင်ပါတယ်တဲ့။ စက်မှုကုန်ထုတ်လုပ်ငန်းခဏဟာတဲ့အာဆီယံစီးပွားရေးတိုးတက်မှုရဲ့အဓိကလုပ်ငန်းဖြစ်ပြီးတော့အခုအခါဆိုလို့ရှိရင်တဲ့အာဆီယံရောင်းဟာအာရှရဲ့ကုန်ထုတ်လုပ်မှုဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီဖြစ်တယ်တဲ့အာဆီယံရောင်းမှာတဲ့ဒုတိယဆင့်ကုန်ထုတ်လုပ်ငန်းတွေကိုဆီယမားကနှစ်မျိုးတွေ့ရတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်တဲ့ပထမဆင့်ကုန်ထုတ်လုပ်ငန်းကနေပြီးတော့ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကိုကုန်ကျန်းအဖြစ်သတ်မှတ်ပြီးတော့အစစ်မြင့်တဲ့လုပ်ငန်း ဒုတိယအဆင့်ကတော့နီးပညာအခြေပြုအစစ်မြင့်ထုတ်ကုန်လုပ်ငန်းတွေပဲဖြစ်တယ်တဲ့။အဲ့ဒီလုပ်ငန်းတွေအ낵ကနေပြီးတော့ပထမဆင့်ထုတ်ကုန်လုပ်ငန်းကနေပြီးတော့ထုတ်လုပ်တဲ့ပစ္စည်းတွေကိုကုန်ရမ်းလို့သတ်မှတ်ပြီးတော့အစစ်မြင့်တင်ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်တဲ့စားတောက်ကုန်လုပ်ငန်းအဝတ်ထည်လုပ်ငန်းနဲ့အပေါ်စားကုန်ထုတ်လုပ်ငန်းအဲ့ဒါတွေဟာဆိုလို့ရှိရင်တဲ့အာဆီယံနိုင်ငံတိုင်းမှာအများဆုံးတွေ့ရတယ်တဲ့။အာဆီယံနိုင်ငံတိုင်းဟာတဲ့သူတို့ရဲ့အခြေခံစက်မှုလုပ်ငန်းတွေကို တိုးချက်လျက်ရှိပါတယ်။ပို့ကုန်ပစ္စည်းအခြေခံစက်မှုလုပ်ငန်းတွေကိုလည်းတိုးချက်လျက်ရှိတယ်။အချို့နိုင်ငံတွေမှာဆိုလို့ရှိရင်စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေအဆင့်ကိုရောက်ရှိနေပြီလည်းဖြစ်ပါတယ်။အင်ဒိုနီးရှား၊ဗီယက်နမ်၊ထိုင်း၊ကမ္ဘောဒီးယား၊မြန်မာ၊ဖိလစ်ပိုင်၊လာအိုအစရှိတဲ့နိုင်ငံတွေမှာရှိတဲ့မြို့ကြီးတွေနဲ့အချို့မြို့ငယ်တွေမှာဆိုရင်တဲ့လုံသားအင်အားများစွာလိုအပ်တဲ့အထယ်ချုပ်လုပ်ငန်း ဖနက်လုပ်ငန်းအဲ့လုပ်ငန်းတွေဒါမကဘဲနဲ့အစားအစာပြုပြင်ထုတ်လုပ်တဲ့စက်ယုံတွေနဲ့အပေါ်စားကုန်ထုတ်လုပ်ငန်းတွေအဲ့ဒါတွေကိုလည်းတိုးချဲ့ပြီးတော့လုပ်ကင်လျက်ရှိပါတယ်တဲ့စင်ကာပူထိုင်းအင်ဒိုနီးရှားဘရူနိုင်းမလေးရှားနဲ့ဗီယက်နမ်နိုင်ငံတွေဟာဖွံ့ဖြိုးတိုးတက်မှုအဆင့်အမျိုးမျိုးရှိတဲ့နိုင်ငံတွေအဖြစ်ကိုရောက်ရှိနေကြပြီဖြစ်တယ်တဲ့အဲ့ဒီနိုင်ငံတွေဟာတယ်ယူပို့ဆောင်ရေးရင်းနေတိဆောက်တက်ဆင်ခြင်းလုပ်ငန်းရင်းနှံတဲ့ဓာတ်ရုပ်လုပ်ငန်း ဆက်နဲ့စက်ကရိယာစရှိတဲ့အကြီးစားဆက်မှုလုပ်ငန်း၊ကွန်ပျူတာနဲ့အခြား electronic ပစ္စည်းတွေထုတ်လုပ်တတ်စင်ခြင်းကဲ့သို့သောတဲ့အနည်းပညာအခြေပြုတဲ့အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းတွေကိုအဓိကလုပ်ကိုင်ကြတယ်တဲ့။အာဆီယံနိုင်ငံတွေအနက်မှစင်ကာပူနိုင်ငံကတော့တဲ့ဆက်မှုကုန်ထုတ်လုပ်ငန်းအများအပြားမှာဦးဆောင်နေပါတယ်တဲ့။နိုင်ငံခြားယင်းနှိမ့်ညံသူတွေကလည်းတိုးတက်ပြောင်းလဲလာနေတဲ့ဈေးကွက်တွေရှိတဲ့အာဆီယံရင်ဝမ်းနိုင်ငံတွေမှာပို့ပြီးတော့ယင်းနှိမ့်ညံလာကြတယ်တဲ့။ တတိယဆင့်ကုန်ထုတ်လုပ်ငန်းတတိယဆင့်ကုန်ထုတ်လုပ်ငန်းဆိုတာတော့တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်တဲ့အဲ့ဒီမှာမဆင်မတို့ဝန်ဆောင်မှုလုပ်ငန်းကိုလေ့လာမယ်ဆိုရင်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအ ਨੇ ကအာဆီယံရင်ဝိုင်းရဲ့ကမ္ဘာလက်ခရီးသွားလုပ်ငန်းဟာတဲ့အရေးပါတဲ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တယ်တဲ့အာဆီယံရင်ဝိုင်းမှာရှိတဲ့ကမ္ဘာလက်ခရီးသွားလုပ်ငန်းကိုအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်စေတဲ့အချက်တရားတော့တဲ့အာဆီယံရင်ဝိုင်းနိုင်ငံများချားမှာတဲ့ နေဆက်ဖြတ်ကျော်သွားလာနိုင်မှုတဲခိုးဖို့နေရာတွေကိုလွယ်ကူစွာနဲ့ကြိုတင်စီစဉ်ထားနိုင်ခြင်းနဲ့ကုန်ကြစည်တက်တာတဲ့တယူပို့ဆောင်ရေးလုပ်ငန်းတွေလေချောင်းလိုင်းနဲ့ရောက်မလို့တဲ့အဲ့ဒီဒေသတွေမှာခီးသွားလာမှုကပုံမလွယ်ကူလာစေခြင်းပဲဖြစ်ပါတယ်ဥမာဆိုလို့ရှိရင်တဲ့အာဆီယံဝန်နိုင်ငံတွေကိုဖြတ်သန်းသွားတဲ့အာရှအဝေးပြေးလမ်းမကြီးကွန်ရက်တွေအာဆီယံကျွန်းနိုင်ငံတွေနဲ့ကုန်းတွင်းနိုင်ငံတွေကိုလွယ်ကူစွာသွားလာနိုင်တဲ့ အတွက်ကြောင့်မလို့ကဘာလက်ခီးတဲ့တွေအတွက်ကုန်ကြစိတ်တက်သားတဲ့ကုန်လန်ခီးနဲ့ဒေတာရင်းနိုင်ငံအနှံ့ဝခီးသွားလာနိုင်တယ်။အဲ့လိုဒေတာရင်းနိုင်ငံနေအတွက်ဝင်ငွေရရှိမှုအလောက်ကင်ခွင်လားနေဖန်တီးပေးမှုဒေတာရင်းစည်ရနွမ်းပါမှုကိုချော့ချနိုင်ခြင်းဟာအဲ့ဒီအကျိုးကျေးဇူးတွေများစွာကိုတဲ့ကဘာလက်ခီးသွားလုပ်ငန်းကနေပြီးတော့ရရှိပါတယ်တဲ့။အခုဒီစရားလေးရတော့ အာဆီယံနိုင်ငံတွေရဲ့အဓိကစီးပွားရေးကဏ္ဍအလိုက်အလုံးလောက်ကင်မှုရာဂိုင်နှုံး2018ခုနှစ်ကကောက်ယူထားတဲ့ဇယားလေးဖြစ်တယ်ပေါ့အဲ့ဒီမှာရှင်မတို့ဒီဘက်မှာနိုင်ငံတွေဖော်ပြထားတယ်အာဆီယံနိုင်ငံတွေကိုဖော်ပြထားတယ်ပြီးတော့ဒီမှာရှင်မတို့လုပ်ငန်း၃မျိုးစိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုနှိုင်းယှဉ်ပြီးတော့သူရဲ့ရာဂိုင်နှုံးတွေကိုဖော်ပြထားတာဖြစ်ပါတယ်ကောင်းစဉ်ခောက်ခွေးအနေနဲ့ကုံသွေးရေးလုပ်ငန်းကုံသွေးရေးရဆလို့ရှိရင်တဲ့ကုံထုတ်လုပ သူတွေနဲ့စားသုံးသူတွေကိုဆက်သွယ်ပေးတဲ့လုပ်ငန်းဖြစ်တယ်တဲ့အဲ့ဒီလုပ်ငန်းဟာတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာပါဝင်တဲ့အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်တယ်တဲ့အာဆီယံရဝမ်းနိုင်ငံတွေဟာတဲ့မိမိတို့နိုင်ငံမှာမထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကိုဖြစ်စေတဲ့မိမိတို့နိုင်ငံမှာထုတ်လုပ်တာထက် ပိုပြီးတော့ဈေးသက်သာတဲ့သို့မဟုတ်ပိုပြီးတော့အရေးသွေးကောင်းမွန်တဲ့ကုန်ပစ္စည်းတွေကိုဖြစ်စေတဲ့ဝယ်ယူကြပြီးတော့အပြန်အလှန်အားဖြင့် မိမိနိုင်ငံမှာထွက်ရှိတဲ့ကုန်ပစ္စည်းတွေကိုပြန်လည်ပြီးတော့ရောင်းချကြတယ်တဲ့တင်ပို့ကုန်တွေကိုလေးလာကြည့်မယ်ဆိုရင်တဲ့အာဆီယံရောင်းဝယ်နိုင်ငံအများစုရဲ့အရေးပါတဲ့ပို့ကုန်ပစ္စည်းတွေကတော့တဲ့ပြုပြင်ပြီးတဲ့စားတောက်ကုန်တွေဆန်ကော်ဖီလက်ဖက်ကိုကိုအုံးစံ6ဘလော့ပီနန် နနက်စားအုံးစီစရှိတဲ့စားတောက်ကုန်ပစ္စည်းတွေနဲ့ ရေထွက်ကုန်ပစ္စည်းတွေရောဘာဂုံလျှောတင်မာနဲ့တစ်တော့ထွက်ပစ္စည်းတွေဖနက်နဲ့ချုပ်ပြီးသားအထည်တွေရေနံတဘာဝတငွေခဲမဖြူတန်ရိုင်းအစရှိတဲ့ဆက်မှုကုန်ကြမ်းပစ္စည်းတွေနဲ့အခြားတွန်းထွက်ပစ္စည်းတွေပဲဖြစ်ကြပါတယ်ဗီယက်နမ်ထိုင်းနဲ့မြန်မာနိုင်ငံတွေဟာအဲ့ဒီဒေသတွေမှာစံစဘာအများဆုံးတင်ပို့တဲ့နိုင်ငံတွေဖြစ်တယ်တဲ့အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံတွေဟာရေနံနဲ့တဘာဝတငွေအများဆုံးတင်ပို့တဲ့နိုင်ငံတွေဖြစ်ပါတယ်တဲ့ အာဆီယံရဝမ်းနိုင်ငံတွေမှာနိုင်ငံခြားယင်းနှိမ့်ညံ့မှုနဲ့စက်မှုလုပ်ငန်းမျိုးစုံတိုးတက်လာတဲ့အတွက်ကြောင့်မလို့ထိုင်းမလေးရှားစင်ကာပူအင်ဒိုနီးရှားဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေဟာမော်တော်ယာဉ်အပါအဝင်စက်မှုထွက်ကုန်ပစ္စည်းတွေကွန်ပျူတာအီလက်ထရောနစ်ပစ္စည်းတွေနဲ့အခြားစက်ပစ္စည်းတွေကိုတင်ပို့တယ်။တင်သွင်းကုန်တွေကိုလေ့လာကြည့်မယ်ဆိုရင်အာဆီယံရဝမ်းရဲ့အဓိကတင်သွင်းကုန်တွေကတော့တဲ့ ဆောက်လို့ရင်းတဲ့ဆိုင်တဲ့ပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေလောင်စာစီချောစီဆက်ပစ္စည်းအစိတ်ပိုင်းနဲ့ရင်းနေကုန်ရမ်းပစ္စည်းတွေစားတောက်ကုန်အဝတ်အထည်စေဝါနဲ့အလကုန်ကဲ့သို့သော လူသုံးကုန်ပစ္စည်းတွေဆက်သွယ်ရေးကိရိယာတွေဓာတ်ရုနဲ့ကုန်ကြောပစ္စည်းတွေအီလက်ထရောနစ်ပစ္စည်းကိရိယာတွေပဲဖြစ်ပါတယ်တဲ့အဓိကကုန်သွယ်ဘက်နိုင်ငံတွေနော်အာဆီယံရဝမ်းနိုင်ငံများအခြားမှာဆိုရင်တဲ့ကုန်သွယ်မှုတွေရှိပြီးတော့အခြားအဓိကကုန်သွယ်ဘက်နိုင်ငံတွေရတော့တဲ့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျ၊အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊တရုတ်ပြည်သူသမ္မတနိုင်ငံ၊ဟောင်ကောင်၊ထိုင်ဝမ်၊ကိုရီးယားသမ္မတနိုင်ငံ၊ဗြိတိန်၊ဂျာမနီနဲ့အနောက်ဥရောပနိုင်ငံတွေပဲဖြစ်ပါတယ်။အာဆီယံလွတ်လပ်သောကုံတော်ရေးအဖွဲ့မှာအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ပြီးတော့ဒေတာရင်းနိုင်ငံများသာမကဘဲနဲ့နိုင်ငံတကာမဟာမိတ်များနဲ့စည်းဝါးရေးပူးပေါင်းလှုပ်ဆောင်နိုင်မှုတွေကြောင့်မလို့ ပုံသွယ်ရေးလုပ်ငန်းတွေကိုလွယ်ကူချောမွေ့စေခဲ့ပါတယ်။အခုဒီမှာတော့ဖော်ပြထားတဲ့ဇယားလေးဟာအာဆီယံဒေသရဲ့အဓိကစီးပွားရေးကဏ္ဍလိုက်တဲ့စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးရာဂိုင်နှုန်းတွေကိုဖော်ပြထားတာဖြစ်ပါတယ်တဲ့။အဲ့ဒီမှာသူကစီးပွားရေးလုပ်ငန်းတွေရဲ့နော်ဒါခုနှစ်တွေဖော်ပြထားတယ်။ဒီမှာဆိုစိုက်ပျိုးရေးလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့နော်ထုတ်ကုန်တန်ဖိုးရာဂိုင်နှုန်းတွေပဲ။ ဖြစ်ပါတယ်။အခုဆရာမတို့ဒီသင်္ကန်းစာတစ်ခုလုံးကိုလေ့လာပြီးရခါမှာအဓိကအချက်တွေအနေနဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်စီးပွားရေးကုန်ထုတ်လုပ်ငန်းတွေကိုဆရာမတို့ကသုံးမျိုးခွဲခြားထားတယ်။အဲ့ဒီမှာမှပထမဆင့်ကုန်ထုတ်လုပ်ငန်းဆိုတာဟာတဘာဝအရင်းမြစ်တွေကိုအခြေခံပြီးတော့ကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ဒုတိယစစ်ကုံထုတ်လုပ်ငန်းဆိုတာကတော့ဆက်မှုကုံထုတ်လုပ်ငန်းတွေဖြစ်ပြီးတော့တတိယစစ်ကုံထုတ်လုပ်ငန်းဆိုတာကတော့ ဝန်ဆောင်မှုနဲ့ကုံသွေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ကလေးတို့ဒီသင်္ကားစာကိုလေ့လာပြီးတဲ့အခါမှာဒီမှာနမူနာပေးထားတဲ့လေ့ကျင့်ခန်းတွေကိုလည်းဖြည့်ဆို့ကြည့်ကြပါ။ဒီမှာဆိုလို့ရှိရင်ကျွန်မတို့နံပါတ်1အနေနဲ့မှတ်မှားမေးခွန်းကိုဖြည့်ဆို့ချရမှာဖြစ်တယ်။ပြီးရဲ့အခါမှာနံပါတ်2အနေနဲ့ဆိုရင်အဖြစ်မှန်ရွေးမေးခွန်းပြီးတော့နံပါတ်3အနေနဲ့ဆိုရင်ကွက်လက်ဖြစ်မေးခွန်းတွေကိုဖြည့်ဆို့ချရမှာဖြစ်တယ်။အဲ့တော့ကျွန်မတို့ခုနကတော့ရှင်းပြသွားတဲ့အခါမှာ color လေးတွေနဲ့လည်းဖော်ပြထားတာလေးတွေကိုလည်းတေချာချိ နော်ပြီးရဲ့အခါကျတော့ဟိုအရေးကြီးတဲ့ဟာလေးတွေလည်းမြင်းသားမှတ်သားပြီးတော့သင်္ကန်းစာကိုလေ့လာသွားမယ်ဆိုရင်ဒီလေ့ကျင့်ခန်းလေးကိုလည်းလွယ်ကူစွာဖြည့်ဆွနိုင်မှာဖြစ်ပါတယ်။နံပါတ်၄အနေနဲ့ကတော့မှတ်စုတို့ပါ။သူကတော့ခုနှစ်မှတ်ရှိမှတ်တမ်းဖြစ်တယ်။နံပါတ်၅ကတော့မိကွန်းရှိမျိုးစားဖြစ်ပါတယ်။သူကတော့၁၅မှတ်တမ်းဖြစ်ပါတယ်။ပြီးတော့ဒီမှာတော့ဆီယမ်မလေ့ကျင့်ရမေကွန်များဖတ်စာအုပ်ထဲကမေကွန်ဝင်ရေကိုလည်း ဖော်ပြပေးထားပါတယ်ဖတ်စာအုပ်ထက်မေးခွန်းတွေကိုလေးလာ ဖြေဆိုခြင်းအဖြစ်လဲဆရာမတို့ကွက်လက်တို့မှန်မားတို့အမှန်ရွေးမေးခွန်းတွေကိုဖြေဆိုနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေးခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်